ယုပိဒတ်ကြီးမင်္ဂလာပေါင်းတဲ့ပြည်စုံပြီးကျမ်းမာချမ်းသာကံကောင်းကြပါသည်ယုပိဒတ်ကြီးယခုရာသီဆဝန်းတို့ပြောင်းရွှေ့လာတာနိုဝင်ဘာလ73နဲ့79ကြာရောက်လာပါတယ်ဒီနိုဝင်ဘာ79နဲ့73နဲ့79ကြာမှာကကြမာချူစီချူနေ နခအပြောင်းရွှေ့နေတဲ့အတူရာဒီဘွားဒီမှာလဲသူ့ဘသူကံတရားတွေပြောင်းရွှေ့ပါတယ်အဲပြောင်းရွှေ့ဖြစ်ပေါ်လာမဲ့အစိုးကောင်းနိုဝင်ဘာ73နဲ့79ကြားမှာဖြစ်ပေါ်လာမဲ့ကံကံတရားတွေပြောပြပြီးမှဖြစ်ပါတယ်ဓာနုရာဒီဘွားဓာနုရာဒီဘွားဆိုနိုဝင်ဘာ23နဲ့ဒီဇင်ဘာ27ကြားမှာမွေးဖွားသူတွေဖြစ်တယ်ဒီရာဒီဘွားတွေကတော့ ဝင်နှန်းနေဆိုရင်အလုတ်ပြောင်းမှုတိုးတက်မှုရှိတယ်။ဆက်ပစ္စည်းဝင်မယ်။ကုန်တယ်ပွဲသားအယောင်းဝယ်သမားတွေစီးပွားတိုးမယ်။ဆိုင်လူကိုယ်တစိတ်ရောင်းဝယ်တဲ့ပစ္စည်းတိုးချရလိမ့်မယ်။ပညာရေးနဲ့ပတ်သက်တာတွေသတင်းကောင်းကြားရပြီးရရန်ပေးရန်ရှိတဲ့ငွေတွေပြောင်းဝင်မှာဖြစ်တယ်။မိမိနဲ့သူတစ်ပါးအကျိုးတွေပါဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ကံကံရဲ့အကျိုးတရားကြောင့်မိမိရဲ့လှုပ်တဲ့တစ်ချိန်ကပြုခဲ့တဲ့ကုသကံ ြန်လာတဲ့အချိန်ပဲဖြစ်တယ်။ဒါကြောင့်အဖေအမေမောင်နှမရှိဆရာသမားတွေမိတ်ဆွေတွေရှိရအမွေရတာအမြတ်ရတာကျွေးရတာတွေကြုံပါလိမ့်မယ်။ယခုရပိုင်းမှာအစာအတော့သတိထားပါဝမ်းပြက်ဝမ်းလျှောဖြစ်တတ်ပါတယ်။အိမ်ရဲ့အနောက်တောင်တောင်မှာမီးလမီးလောက်တာရှိပါတယ်။သတိထားပါ။တဘာဝပြီးငလင်ပြီးရေပြီးမီးပြီးလေးတွေနာနာပါပါ ရှိပါတယ်။ ထိတ်လန့်နဲ့မတုံလုံးနဲ့မကြောက်ကြားနဲ့ကြိုတင်ပြင်ဆင်မှုတော့လိုပါတယ်ဝိဇ္ဇာမဲ့အယောင်တွေကတော့နှက်ပြနီညူခဲရောင်နဲ့ညူမိုင်းသောအယောင်များဖြစ်ပါတယ်တစ်ခွန်တုံးပတ်လဲဟုမွေးနေ့မှာထူပါအရဟံတိတ်တိအရဟံတိတ်တိအရဟံတိတ်တိပရိသေဘာနေ့တိုင်းစိတ်ပြီးပိပထန်ရွတ်မေတ္တာပို့ပြီးပါဓာတုရာသီဘဝမိသားစုများဘေးရန်ကင်းကြမှာချမ်းသာကြပါသည်